တဝဲကန်ချနာပူရီနေဆက်ကုံသွေးရေးကားလမ်းမပေါ်ကအရေးပါတဲ့ထိထဗျူဟာကုန်းကို KNL နဲ့ PDF ပူးပေါင်းတပ်ကဧပြီ၁၂မှာစတင် တိုက်ခိုက်ပြီး73ရက်နေ့အထိတိုက်ပွဲ ပြင်းထန်နေတယ်လို့တဝဲ Watch ကဖော်ပြပါတယ်။တော်လိုင်းပူးပေါင်းတပ်တွေကအသာစီးရထားပေမဲ့စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူသုံးနေတာကြောင့်စခန်းသိမ်းဖို့ကြံ့ကြာနေတာလို့စစ်ဘက်သတင်းရုပ်ွက်ကပြောပါတယ်။ ထိထဗျူဟာစခန်းကုန်းဟာတဝဲကန်ချနာပူရီလမ်းပေါ်ရှိထိခီကုံတွေဂိတ်နဲ့မြစ်တာထိခီကာလန်တလျှောက်စိုးမိုးထားတဲ့အဓိကစခန်းဖြစ်တာကြောင့်စစ်ကောင်စီဘက်က အပြင်းထန်ခုခံနေတာလို့လည်းသိရပါတယ်။ဒါပေမဲ့ကုံတွေလမ်းကြောင်းအလုံးကိုတော်လိုင်းတက်တွေကလက်နဲ့ချီပိတ်ဆို့ထားတာကြောင့်စစ်ကောင်စီအတွက်မြေပြင်စစ်ကူမရနိုင်ပေလေချောင်းကူပဲအားထားနေရတယ်လို့ PDF ရဲဘော်တအူးကပြောပါတယ်။ ထိထဗျူဟာဝန်းကျင်မှာရှိတဲ့မောထအောင်တာဝရကမာပလောကြောက်ဒုအပါဝင်စစ်ကောင်စီအခြေစိုက်စခန်းအတော်များများကိုတော်လိုင်းတရီကသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။ပကိုးတိုင်းတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းစီကိုစစ်ကူလာတဲ့အဖွဲ့ကိုတော်လိုင်းတရီကကြားပြတ်တိုက်ခတ်ရာမှာစစ်ကောင်စီရဲ့ဒုတိယတပ်ရင်းမှုအပါဝင် 15ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိကြောင်း PDF နေပြည်တော်တိုင်းစစ်ဌာနကသတင်းထုတ်ပြန်ပါတယ်။ကြေကတော်တပ်စခန်းကနေရှမ်းလေပြင်တပ်စခန်းစီကိုစစ်ကူလာတဲ့အင်အား30ကျော်ပါစစ်ကြောင်းကို February 9ရက်မှာကြားပြတ်တိုက်ခတ်ရမှာအမှတ်29ချင်းလင်တရင်ကဒုတိယတရင်မှုသိမ်းသန်းတဲ့15ဦးသေဆုံးပြီးလက်နက်ငယ်တချို့နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ဒါအပြင် PDF နဲ့ KNL ပူးပေါင်းတက်ဟာပြင်မနာမျိုးနဲ့တောင်မြင့်ရွာဘက်ကို ထိုးလာတဲ့စစ်ကြောင်းရေနီမျိုးနဲ့မိဤကလေးကြီးရွာဘက်ကိုထိုးလာတဲ့စစ်ကြောင်းရေရာရှီမျိုးနဲ့ဘော်ဒီဂုံကြီးရွာနီးရောက်လာတဲ့စစ်ကြောင်းအပါဝင်ဒေတာရင်းလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်တွေကိုတလကြောကြာချေမုံတိုက်ခိုက်ရမှာ စစ်ကောင်စီဘက်ကစစ်သား62ဦးသေဆုံးတရာခန့်ဒဏ်ရာရပြီး3ဦးကလက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့လာကျုပ်တိုက်ပွဲစီးရင်မှာဖော်ပြပါတယ်ဒီစစ်စင်ရေးတွေကို နေပြည်တော်တိုင်းစစ်ဌာနတရင်အမှတ်834 836 839 738 839 RTC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နဲ့ KNL ကရင်မျိုးသားလက်မျောက်ရေးတပ်မတော်တပ်မဟာနဲ့အထူးတက်ရင် KNDO တက်ခွဲ၄တို့ကပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်ကြံသာရွာကစစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းစခန်းကိုတော်လိုင်းတပ်တွေကဧပြီ၁၇မှာသိမ်းပိုက်ပြီးလက်နက်ခဲယမ်းများစွာရရှိကြောင်းចောင်းသားတပ်မတော် ABSDF ကသတင်းထုတ်ပြန်ပါတယ်။ ဒီစစ်စင်ရေးကိုချင်းမျိုးသားတက်မတော် CNE ရဲ့ကုတ်ကဲမှုနဲ့အတူကျောင်းသားတက်မတော်အမှတ်30ကျောင်း CDF KKG CDF ကလေးကဘောဂန်ဂောဂန်ဂောမျိုးနဲ့ဟန်တာဝရီပကဖ CDF CN ကလေးခရိုင်စစ်ဒေသနဲ့ထန်တလန်ဒရုန်းအဖွဲ့ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်တောင်ခမ်းရွာဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့တပ်အမျိုးသားလူမျိုးရေးတပ်မတော် DNL တိုက်ပွဲပြင်းထန်နေပြီးဒီလာစနေရမှာနောင်ချုံမြို့နယ်မဲဘုတ်ရွာအထိစစ်ကောင်စီစစ်ကြောင်းရောက်နေပြီလို့ရွှေဖီမြေကဖော်ပြပါတယ်အပြစ်ခတ်ရဲစဲတယ်လို့ကြေညာထားတဲ့စစ်ကောင်စီရဲ့တပ်ဘက်ကနေပြီးထိုးစစ်ဆင်လာတာဖြစ်တယ်စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာဆိုရင် မဲပုတ်ရွာကူတောင်စစ်ကောင်စီတပ်ဘက်ကသိမ်းလိုက်ပြီလို့ဖော်ပြကြတယ်လို့ဆိုပါတယ်တချိန်တည်းမှာပဲအမှတ်900နှစ်အမြောက်တပ်စခန်းကုတ်ကဲမှုဌာနချုပ်ဤမှာလေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဖော်ပြပါတယ်အမတ်900နှစ်ဝန်းကျင်မှာတိုက်ပွဲဖြစ်နေကြောင်းတရားလီဘက်ကသတင်းထုတ်ပြန်ထားပေမဲ့မဲပုတ်ရွာတိုက်ပွဲအကြောင်းသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး စစ်ကောင်စီကတလတာအပြစ်ခတ်ရဲစဲတယ်လို့ပြောထားပေမဲ့တကြံအကြနေ့ဧပြီ23မနေ့ပိုင်းမှာရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုလေရင်နဲ့ဘုံကျဲတဲ့အတွက်ကလေးငယ်တူအပါဝင်၃ဦးသေဆုံးတယ်လို့ Western News ကဖော်ပြပါရယ်။ချင်းပြည်နယ်မင်းတပ်မြို့မြို့မနှစ်ချင်းဖျားရှိကိုကျောင်းကို23ရက်နေ့ညနေ၄နာရီခန့်မှာစစ်လေရင်ကဘုံကျဲတဲ့အတွက်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရှိရပါတယ်စကိုင်းတိုင်းတွေကဝန်းသူမြို့နယ်ဂျိုးတောင်ရွာကောလင်းမြို့နယ်ညောင်ကုန်းရွာနဲ့တစဲမြို့နယ်လေမရွာကိုစကြံအကြနေ့မှာစစ်လေရင်ကဘုံကျဲတဲ့အတွက်ထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေတာတွေမီဒီယာတွေမှာဖော်ပြထားပါတယ်ခင်ဗျာ